တဲဆူငိမ်မလောက်ပြနိုင်ခဲ့တဲ့အရေးချင်းနဲ့နိုင်ငံတကာအလှမယ်ရေးကြတော့ဝင်ခဲ့တဲ့ JK Sophia ပရိသတ်များအလုံးပဲမင်္ဂလာပါရှင် JK Sophia ကမနေ့ကတဲဆူငိမ်ဝင်ရောက်ရှင်ပြန်ခဲ့တဲ့ Miss Grand International 2025ပြိုင်ပွဲကြီးမှာဝင်ရောက်ရှင်ပြိုင်နေတာပဲဖြစ်ပါတယ်မနေ့တုန်းကတော့တဲဆူငိမ်ကပွဲအရန်စီခဲ့တယ်လို့အားပေးတဲ့ပရိသတ်ကလည်းများပါတယ်ပရိသတ်တွေကတိမ်ပေါင်းများစွာပန်ဖို့ကြကဖုတ်ပြီးစုရီလည်းရယူပေးခဲ့ကြပါတယ် ဒီနေ့မှာတော့ GK ကအားပေးတဲ့သူတိတ်မရှိတဲ့အတွက်ပုံရတဲ့စူရီတခုမှမရပါဘူး။ဒါပေမဲ့သူ့အနေနဲ့အာမငယ်ပဲအရေးချင်းတွေနဲ့ကြိုးစားနေခဲ့တာပါ။မနေ့ကကျင်ပါခဲ့တဲ့ပွဲမှာလည်း GK ကသူ့အရေးချင်းနဲ့ top 10ကိုဝင်သွားခဲ့တာပဲဖြစ်ပါတယ်။မနေ့တော့က Grand ရဲ့ talent ပြိုင်ပွဲကိုကျင်ပါခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲမှာ GK ကသူအကျွမ်းကျင်ဆုံးနေတဲ့ကတခုဖြစ်တဲ့အဆိုနဲ့ရှင်ပြိုင်ခဲ့တာပါ GK ကတချင်းစုပြတာဖြစ်ပြီ ဒိုင်းတွေကိုတော့ဟာကနေဟင်းကနေဖြစ်အောင်လုပ်ခဲ့တာပါ။ဂျယ်နီရဲ့နာမည်ကြီးတခြင်းကို GK ကသူ့တခြင်းလိုစာသားတွေပါပြောင်းပြီးဆိုခဲ့တာပါ။လူသိများတဲ့တခြင်းကိုဆိုပြရတဲ့အချိန်မှာသူ့အနေနဲ့အတန်ထွက်တီကအစအမှန်ကန်အောင်တည်ဆိုနိုင်မှုအရေးကြီးခဲ့ပါတယ်။ GK ကအင်္ဂလိပ်တန်းဆိုလဲပြပြအောင်တည်ဆိုနိုင်သလိုတခြင်းဆိုရာကျွမ်းပြီးသားမို့အဆင်ပြေပြေနဲ့ပြီးခဲ့တာပါ။ဒါအပြင်ရေတံကိုလည်းတော်တော်များများကကြိုင်နေကြကမြန်မာကမခေဘူးလို့အံအားသင့်နေကြရတာပါ။ တချင်းဆိုပြရင်လည်းဂျီကီကနိုင်ငံတကာအလှမယ်တွေရဲ့အာရုံကိုလည်းဖန်ဆားနိုင်တယ်လို့နိုင်ငံတကာအလှမယ်ဖန်တွေကလည်းစိတ်ဝင်စားနေကြပြီဖြစ်ပါတယ်။နေရာကောင်းရရှိခဲ့တဲ့မြန်မာနိုင်ငံကဒီနှစ်မှာလည်းမခေဘူးလို့မှတ်ချက်ပေးနေကြတာပါ။မြန်မာနိုင်ငံကလူအများစုကတော့တော့တာမဝင်နိုင်ဘူးလို့မှတ်ချက်ပေးထားကြတာဖြစ်ပါတယ်။ဂျီကီကတဲလန့်ပြိုင်ပွဲမှာ top 50ကိုဖုန်းနဲ့မဟုတ်ဘဲအရေးအချက်နဲ့ဝင်သွားခဲ့ပါတယ်။သူအတွက်ဖုန်းပေးတဲ့သူတွေမရှိတာမို့ အရေးချင်တဲ့သားရအောင်စူးစမ်းနေရတာဖြစ်ပါတယ်။လူအများကတော့ JK ကိုပိုင်အရေးချင်တဲ့အခုလိုတော်ဝင်တဲ့အပေါ်မှာချီးကျူးနေကြတာဖြစ်ပါတယ်။အနုပညာရှင်တွေကလည်းဝိုင်းမီချီးကျူးပေးနေကြတာပါ။တဲလန့်ပြိုင်ပွဲမှာတဲစုငိန်းလုံးကတော့တော်မဝင်ခဲ့တဲ့အတွက်ပိုတော်ရဲလို့ချီးကျူးသူတွေလည်းရှိပါတယ်။တဲဆူငိန်ကဖန်အင်အားတောင်းနေတာမို့ဖုန်းနဲ့ရှင်ရတဲ့ပွဲတွေမှာတော့အတော်လေးကိုရှေ့ရောက်ခဲ့တာဖြစ်ပါတယ်။ဂျီကီကအင်္ဂလိပ်စကားပြောလေကောင်းသလို ပေါင်းတဲ့ဆက်ဆံရေးကလည်းကောင်းတာမို့ရက်တိုင်းလိုလိုလူစိတ်ဝင်စားအောင်လုပ်နိုင်နေတာဖြစ်ပါတယ်။ဒါအပြင် JK ဝတ်လာတဲ့ fashion တွေကိုလည်းတော်တော်များများကသဘောကျနေကြတာပါ။ရောက်တဲ့နေ့ကလေးက fashion တွေကတရက်နဲ့တရက်မတူအောင်ပြင်ဆင်ထားတာဟာကနေဟင်းကနေနဲ့ဖြစ်စေတာပါ။ဒါအပြင် JK ကမြမရင်ကျင်းမှုကိုလည်းနိုင်ငံတကာအလဲမှချပြနေတာဖြစ်ပါတယ်။ခြေဝန်းဇက်တွေကကမ္ဘာနိုင်ငံအသီးသီးကလူအများအနေနဲ့မြန်မာအပိုင်းဆိုရာတီအောင်သူအနေနဲ့ချပြနေတာပါ။ ဂျီဂီကဝတ်စုံတွေအတွက်လဲလားနဲ့ဂျိုစီစဉ်ထားသလို National Costume ကိုလည်းအမိုက်စာလုပ်ထားတာလို့သိရပါဗျ။ဂျီဂီကဒီနေ့အတွက် Miss Grand International 2025ရဲ့ဝင်နာဆုကသူ့အတွက်လို့ရောင်းယုံကြည်နေတာဖြစ်ပါတယ်။တဲဆူငိန်းတို့ကတော့ Second Runner အသားရရှိခဲ့တာပါ။ဂျီဂီကတော့တဲဆူငိန်းတို့ထက်ကျော်ကမြန်မာနိုင်ငံအတွက်အမြင့်ဆုံးဆုကိုယူပေးနိုင်မယ်လို့ယုံကြည်ထားပါတယ်။ဂျီဂီကကတ်တော့လည်းသိမရတာမို့ တချို့ကလည်းစူရဖို့မဖြစ်နိုင်ဘူးလို့ခံမှန်းနေကြပါတယ်။ JK ကတော့သူ့မှာပြည်သက်တွေမတည်သေးတဲ့အရေးချင်းတွေအများကြီးရှိတာမို့ယုံကြည်ချက်မြင်မာနေတာဖြစ်ပါတယ်။ JK ကကချင်တိုင်းရင်သူ ဖြစ်တာမို့ဝန်နာစူရရင်ကချင်လူမျိုးတွေအတွက်တော့ခုံယူစရာဖြစ်နေမှာပါ။အရေးချင်းရှိတဲ့ JK ကဝန်နာစူရနိုင်တယ်လို့ယုံကြည်လားဆိုတာပြောပြခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။